ားလုံးပဲမင်္ဂလာပါအာဆင်နယ်ဖန်ကနေပြန်ပြီးကြိုဆိုပါရစေဒီနေ့မှာတော့အာဆင်နယ်အသင်းမှာလူငယ်လေးတွေထွက်ပေါ်လာခဲ့ကြပြီးအဲ့ဒီလူငယ်လေးတွေကအသင်းကြီးမှာပါဝင်ခွင့်ကစားခွင့်ရခဲ့ကြပါတယ်ဒီနေ့မှာလည်းအာဆင်နယ်အသင်းမှာလူငယ်ခြေတက်တွေထွက်ပေါ်နေပြီပဲဖြစ်ပါတယ်လောလောဆယ်မှာတော့၁၉နှစ်ရွယ်အီဒန်နိုနရီလိုဝစ်စကယ်လေးစတဲ့ဖြစ်အတင်းကြီးမှာပါဝင်ကစားနေကြပြီပဲဖြစ်ပါတယ်ဆိုတော့အခုမှလည်းထပ်ပြီးပေါ်လာတဲ့ဒီ max downman နံပါတ်တက်ပြီးတော့ အာအသင်းကြီးမှာပါဝင်ခွင့်ရနိုင်လားကစားလို့ရမလားဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်အာဆင်နယ်မှာအာလူငယ်ခြေတက်တွေပေါ်ထွက်ခဲ့တာတော်လေးကြပါပြီဆိုတော့ fabricate fabricate ဆိုလည်းဒါ16 16စကွန်စကြောစကွန်လောက်ကနေစပြီးတော့အသင်းကြီးမှာကစားခွင့်ရခဲ့တာပေါ့နော်အာသူဆိုလဲဒါအသင်းကြီးမှာစပြီးကစားခွင့်ရတဲ့လူငယ်ခြေတက်ဖြစ်တယ်အဖာဘရီကတ်ကဒါနှစ်အသင်းကြီးမှာကစားခွင့်ရခဲ့ပြီးတော့ဒါ ပေါ်ထွက်လာတဲ့လူငယ်ကစားသားမှာပဲအဲ့ဒီနောက်မှာတော့အာဝက်ကော့ပေါ့နော်ဝက်ကော့ဆိုတဲ့2005တာအသက်သူအသက်16နှစ်လောက်မှာပဲဒါအတင်းကြီးမှာအာဆင်ဝန်ကကခေါ်ယူခဲ့တာဖြစ်ပါတယ်ဒီဝက်ကော့ဒါအဲ့နောက်ပိုင်းမှာတော့ဂျက်ဝီရှန်ယာကျဝရှိုင်းရဆိုလဲဒါတန်ငင်ငယ်လေးပဲ16 16လောက်ပဲပြီးတော့ Ramsey အတူတူရဲ့အသက်သူရွယ်သူနှိပါးလေးတော့ပဲ Ramsey သူတို့တွေအတင်းကြီးမှာပါဝင်ခွင့်ရခဲ့တာငငယ်လေးတွေအသက်ဆယ်ကျော်တက်လေးပဲနော် session နဲ့တောင်မပြည့်သေးတဲ့အချိန်မှာသူတို့တွေအသင်းကြီးမှာကစားခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ဆိုတော့ Premier League ကအင်မတန်မှကြမ်းတမ်းပါတယ်။အဲ့ဒီခါမှာတော့လူငယ်ခြေတလေးတွေကမနေ့ကိုတိုးခဲ့ရပါတယ်။ဆိုတော့တန်ရာတွေရတယ်ခဏခဏတန်ရာပြည်တနာတွေကြုံတွေ့ခဲ့ရတယ်။ဆိုတော့လူငယ်လေးဖြစ်တဲ့ခါမှာကြမ်းတမ်းတဲ့ဒီကစားခွင့်ကြီးထဲမှာကိုတကယ်ကိုသူတို့တွေရုန်းကန်ခဲ့ရပါတယ်။ ဆိုတော့ work code တဲ့တန်ရာရတယ်ကြိုက်ဝရှင်းတန်ရာရ run save ဆိုတဲ့တန်ရရဆက်ဆက်ကိုတန်ရာရတယ်ဆိုတော့ premier league မှာတန်ရာရအောင်ကကျွန်တော် arsenal တင်းတော့ဖြစ်တယ်လို့တော့ပြောလို့ရတဲ့အနေအထားတွေဖြစ်ခဲ့တယ်ဗောနော်ဆိုတော့အခုလာမယ့် match tournament ကရောအတင်းကြီးမှာဘယ်လိုမျိုးထပ်လာနိုင်မလဲဗောနော်တရင်ရရတော့အာ arsenal နီးပြ u set shit နီးပြကြဲဝရှမ်းရကတော့ပြောပါတယ် တကယ်လို့ဒါခြေစွမ်းကောင်းနေဆိုရင်အသက်အရွယ်ကအဓိကမဟုတ်ဘူးဆိုပြီးပြောထားပါတယ်ဆိုတော့ Max Stormen နေနဲ့လည်းဒီ U18 အာ U19 U23 မှာကောင်းမွန်တဲ့ခြေစွမ်းတွေပြထားသလိုဒါ National အသင်းဖြစ်တဲ့ England U19 မှာလည်းခြေစွမ်းကောင်းတွေပြထားတယ်ဆိုတော့ဒါက Arsenal အသင်းမှာလည်းဒါနေရာကောင်းရနိုင်တဲ့အနေအထားဖြစ်လာခဲ့တယ်ဆိုတော့ ဒါသူကတော့ကွန်းလေတိုက်စစ်ဆော့တာဖြစ်ပြီးတော့ဒါအန်ဒီယံများတဲ့ဇုံထဲမှာဆော့ရတာပေါ့နော်ဆိုတော့ဒီတဲမှာရောအမက်စတောမန်ကယုံနိုင်ပါမလားတကယ်လို့ဒါဒီလူငယ်လေးကဘွဲထွက်ခွင့်နေပါရခဲ့မယ်ဆိုတော့ကျင်းနေတယ်ဒဏ်ရာတွေရတော့မယ်ဘာလို့ဆိုပရီးမီးယားလိကရန်ကြံတန်းတာဖြစ်တယ်ဆိုတော့ဒီအဲ့ဒီကိုစားအဲ့လိုဘွဲထွက်ခွင့်နေပေးမဲ့စားဒီလူငယ်ချက်တဲ့လေးကို အရန်ကစားသမားဖြစ်အတင်းကြီးမှခေါ်ထားပြီးတော့မှတစားတစားလေးပွဲထိုးသွားမယ်ဆိုရင်တော့အာတဖြည်းဖြည်းနဲ့ခြေစွမ်းတွေတက်လာပြီးတော့အောင်မြင်မှုတွေရနိုင်တဲ့ကစားသမားဖြစ်လာမယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဆိုတော့နားထောင်နေတဲ့ပရိတက်ဒီကောဘယ်လိုမျိုးထင်မြင်ယူဆကြလဲ comment မှာရေးပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ